နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ29ရက်အင်္ဂါနေ့ ောလေယာချံအခန်းကြီး33အခန်းငယ်26မှ33အထိမောရှိနှင့်အာယုံမှဆ၍ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့နေရာပါရန်တောကာဒီရှအရတ်သို့ရောက်သောအခါပရိသတ်အပေါင်းတို့အားတရင်ကြားပြော၍ထိုပြည်၌တီးသောအသီးကိုပြကြ၏မောရှိအားလည်းအကျွန်ုပ်တို့သည်ကိုတော်စေလွှတ်သောပြည်သို့ရောက်ခဲ့ပါပြီအကယ်စင်စစ် ထိုပြည်သည်နို့နှင့်ပြားရည်စီသောပြည်ဖြစ်ပါ၏ဤအသီးတို့ကထိုပြည်၌သီးသောအသီးဖြစ်ပါ၏တို့ရာတွင်ပြည်သူပြည်သားတို့သည်အားကြီးပါ၏ခိုင်ခန့်သောမြို့ကြီးနှင့်နေကြပါ၏ထိုမြမကအာနကအမျိုးသားတို့ကိုလည်းမြင်ရပါ၏အာမလက်အမျိုးသားတို့သည်တောင်ဘက်၌၎င်းဟိတ်တိလူယေဘုတိလူအာမောရိလူတို့သည်တောင်ယိုးပေါ်၌၎င်း ခါနနီလူတို့သည်ပင်လယ်နားယော်ဒန်မြစ်နား၌၎င်းနေကြပါသည်ဟုရှောက်ဆိုကြ၏ကာလက်ကလည်းချက်ချင်းခြီသွား၍ထိုပြည်ကိုသိမ်းယူကြစို့အောင်နိုင်ကောင်းသည်ဟုဆို၍မောရှေရှေ့မှလူများတို့ကိုငြိမ်းစေ၏သူနှင့်အတူလိုက်သွားသောသူတို့ကထိုပြည်သားတို့ကိုငါတို့မတိုက်နိုင် သူတို့သည်ငါတို့ထက်သာ၍အားကြီးကြသည်ဟု၍၎င်းငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည် အလွန်အယက်မြင့်ကြ၏ကိုကြီးသောလူအမျိုးအနွယ်အာနကအမျိုးအနွယ်ဖြစ်၍အလွန်ကြီးမားသော သူတို့ကိုလည်းမြင်ခဲ့ကြပြီ သူတို့ရှေ့မှငါတို့သည် ကိုအထင်အတိုင်းနှံကောင်ကဲ့သို့ဖြစ်ကြ၏သူတို့အထင်အတိုင်းလဲထိုသို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့စူးစမ်းသောပြည်ကိုဣသရေလအမျိုးသားတို့အားမကောင်းသောသတင်းကို ကြားပြောကြလိမ့်၏ချက်ချင်းချီသွား၍ထိုပြည်ကိုတင်းယူကြဆိုအောင်းနိုင်ကောင်းသည်တောလျာချင်းအခန်းကြီး33ခန်းငယ်30မျောလင့်ချက်မဲ့ချင်းမျောလင့်ချက်ရှိချင်းဆောင်းရောက်တိုင်းပန်းနာရင်ကြက်ပင်ကဲ့သို့အပေများကကျမသားဤအသက်ရှူလမ်းကြောင်းကိုရားရံစေသည် တညရွေသူ၏ယောဂလက္ခဏာများအရင်ပြင်းထန်လာပြီးဆရာဝန်ပြသင့်သည်ဟုကျမထင်ခဲ့သည်။ကျမတို့မိသားစုမှလှနှစ်ချပြီးပြင်းထန်သည့်ကျန်းမာရေးပြဿနာများမှပြန်လည်နလန်ထူချိန်ဖြစ်၍စုမတောင်းချင်တော့လောက်အောင်ပင်စိတ်ပြတ်အားရော့ခဲ့သည်။သို့သောကျမ၏ခင်မွန်းကအမှုရာအလုံး၌ဖျားသခင်ကျမတို့အားမဆပို့ဆောင်ခဲ့ခြင်း၌မျောလင့်ချက်ကိုတွေးရှိခဲ့ပြီးလမ်းပြညွန်ရန်အတွက်သူဆုတောင်းခဲ့သည်။ မကြမီမှာဆေးဝါးအကူအညီဖြင့်တားဖြစ်သူ၏အခြေအနေတက်တာလာခဲ့သည်။ခါနန်ပြည်ကိုစူးစမ်းပြီးနောက်သူတို့၏အပေါင်းအဖော်အချို့ကအားလျော်စိတ်ပျက်ခဲ့ကြတော့လေ။ကာလတ်နှင့်ယောရှုတို့သည် မျောလင့်ချက်နှင့်ကောင်းမြင်မှုကိုပြသခဲ့သည်။ဖျားသခင်သည်ထိုနယ်မြေကိုဣသရေလလူမျိုးအားပေးရန်ကတိပြုခဲ့ပြီးထိုပြည်ကိုသိမ်းယူကြဆို့အောင်နိုင်ကောင်းသည်ဟုကာလတ်ကပြောသည်။ခန္ဓာနိလူတို့သည်အင်အားကြီးပြီးသူတို့၏မြို့များသည်လည်းခိုင်ခန့်လွန်သောကြောင့် တင်းယူရန်မဖြစ်နိုင်ဟု အခြားသူများကယူဆကြသည်ယင်းတို့သည်ပြင်းထန်သောစိန်ခေါ်မှုဖြစ်သည်သို့တော်သူ၏လူမျိုးတော်ယုံကံခဲ့ရခြင်းတွင် သူတို့ပေါ်အတိတ်ကဖျားသခင်၏တစ္ဆာရှိမှု၌ကာလ၏ယုံကြည်ခြင်းတည်နေခဲ့သည် နောက်ဆုံးတွင်ဖျားသခင်၏လူမျိုးတော်သည်ခါနန်ပြည်ကိုအောင်နိုင်ခဲ့ပြီး ကာလသည်ဖျားသခင်နောက်သို့စိတ်နှလုံးအကျွမ်းမဲ့လိုက်တော့ကြသူ၏အမွေဝေစုကိုရရှိခဲ့သည် အခြေအနေများစွာကမျောလင့်ချက်ကင်းမဲ့သည်ဟုခံစားရတော်လေဖျားသခင်ကိုတည်ပြီးကိုရော၏တစ္ဆာတော်ကိုယုံကြည်သူများအတွက်ကျွန်ုပ်တို့အားပို့ဆောင်ရန် ကိုရော၏တကိုယ်တော်နှင့်ဂျေဇုတော်ကိုယုံကြည်သောအခါ၎င်းသည်မျောလင့်ခြင်းရှိရသည့်အကြောင်းပြချက်ပင်ဖြစ်တော်သည် ညော့စိတ်ပြက်သည့်အခါစိတ်ဖိစီးမှုလွှမ်းမိုးခံရသည့်အခါသို့မဟုတ်ကြောက်ရွံ့သည့်အခါသည်ဆုတောင်းချက်များကိုဖျားသခင်မိခဲ့သို့တုံ့ပြန်မည်ဟုသင်ထင်သည်။ဖျားသခင်သည်သင်အတွက်ဖြစ်ကြောင်းသိရခြင်းကသင်အတွက်မိခဲ့သို့အထောက်အကူဖြစ်သည်။ချစ်စွာသောဖာဘဝ၌အခက်အခဲများရင်ဆိုင်ရသည့်အခါအခြားသူများကိုရော့ထံလက်ပြန်လာအောင် ခွန်အားပေးရန်ကိုရောနဲ့ကျွန်တော်ဆက်ဆံရေးမှတတိခွန်အားနဲ့မျှော်လင့်ချက်တို့ကိုစီစဉ်စီတော်မူပါသခင်ယေရှုနာမကိုအမည်ပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။